ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဂိုဒမားနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းကိုကျွန်တော်ဆက်ကြည့်ရရင်ဂိုဒမားဖြစ်တဲ့ Aston Villa ရဲ့ Emi Martinez ကသူ့ကိုယ်သူ Manchester United ထံကမ်းလှမ်းထားခဲ့ပြီးတော့ United ရဲ့ဘက်ကချင်းကက်လာမယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ဖို့အတွက်စန်တာရှိကြောင်းရှင်းလင်းစွာထုတ်ပေါ်ပြောကြားထားတယ်ပေါ့နော်။ Villa အသင်းရဲ့ဘက်ကတော့ကစားမဖြစ်သူကိုပေါင်သန်း40ရရင် ထွက်ခွာခွင့်ပြုမယ်။ ယူနိုက်တက်ရဲ့ဘက်ကတော့အသင်းရဲ့လက်ရှိဂိုးသူမှာအူနာနာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘာဆုံးဖြတ်ချက်မှမချရသေးဘူးဆိုပြီးတော့ဘန်ဂျီကော့ပစ်ကနေပြီးတော့ဂီမီစပေါ်ကိုကျွန်တော်ပြောထားတယ်ဆိုတော့အီမီမာဒီနက်စ်ကိုမန်ချက်စတာယူနိုက်တက်ဟာခေါ်လို့ရနိုင်တဲ့အခွင့်အရေးအကြီးကြီးရှိနေတယ်ကစားမကလည်းမန်ချက်စတာယူနိုက်တက်ကို ပြောင်းလာခြင်းနဲ့အဓိကကယူနိုက်တက်ကခေါ်ပါမလားဆိုတာပဲဆိုတော့ညီကတို့ဘလူမင်းညာလေနံပါတ်1အနေနဲ့ကျွန်တော်တို့ဟိုအများကြီးမျှော်လင့်ချက်ဒီမထားဘူးပြောခြင်းနဲ့အရာတစ်ခုကပါလဲဆိုတော့ ဦးနန်းနာကိုလက်မလွတ်ရသေးပြီဂိုးသမားကောင်တစ်ယောက်ကရောက်လာဖို့မရှိဘူးလက်ရှိမှာတကယ်တကယ်အသင်းဘက်ကဂိုးသမားတစ်ယောက်ကိုခေါ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းပြောနေကြလို့ပဲတူရကီဂိုးသမား LT ဘိုင်ရင်တာကိုလက်လွတ်ရမှာပဲဂိုးသမားတစ်ယောက်ကကျွန်တော်ရောက်လာမှာဘိုင်ရင်တာရဲ့နေရာမှာ second second choice goalkeeper တစ်ယောက်နဲ့ကျွန်တော်တို့အစားထိုးမယ်အဲ့ဒီဂူသမားဟာဦးနနာနေရာကိုလူယူနိုင်စွမ်းရှိတဲ့ဂူသမားမျိုးလေဖြစ်ခြင်းဖြစ်မယ်။ဘိုင်ရင်တာလူမျိုးမျိုးဟိုမြောက်ဒီမြောက် quality တွေလည်းဖြစ်ခြင်းဖြစ်မယ်။ဒါပဲ အိုနနာထွက်မှပဲအီမီမာရီနက်စ်လိုဂိုသမားမျိုးကကျွန်တော်ရောက်လာမှာဒီနေရာမှာကစားသမားကိုယ်တိုင်ကယူနိုက်တက်တန်ကန်လန်းခဲ့တယ်ဆိုတာကကိုအတွင်းအတွက်တကယ်ကောင်းတဲ့အရာပါဘာလို့လဲဆိုတော့အသင်းမှာဘာမှန်သိပြီးတော့ဗောနော် ကောင်းတဲ့အချက်တွေဟိုဘယ်လိုပြောမလို့စင်ခွန်နိုင်စွမ်းဖလားတွေကိုအများကြီးစင်ခွန်နိုင်စွမ်းနေမရှိသေးတဲ့အချိန်ဒီလို quality ဂိုးကီပါမျိုးကအသင်းကို ပြောင်းကျင်နေဆိုတာကဝမ်းသာစရာပဲဒါဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ဗောနော်အသင်းမှာ ကစားသမားတွေကိုခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာ project ချပြမှုတွေကအဆင်ပြေတဲ့လောက်ဖြစ်နေပြီးတော့ကစားသမားတွေဟာအသင်းကိုပြောင်းလာခြင်းညပြီ။ဒါကြောင့် Emi Martinez တီ Manchester United ကိုပြောင်းလာမယ်ဆိုရင် United ရဲ့ဂိုးသမားနေရာမှာအများကြီးဆိုသလိုအဆင်မြင့်တင်မှုတွေပေးနိုင်မဲ့ဂိုးသမားမျိုးပါ။အေးပြဿနာကလာပြီ။ဘာလဲဆိုတော့ပေါင်သန်း40ရရင် Aston Villa ကလက်လွတ်မယ်ပေါ့။ Emi Martinez ဟာဂိုးသမားပါ။ကျွန်တော်တရားဒီကိုဂိုး40လောက်တွင်းပေးနေတဲ့ striker မျိုးကျွန်တော်မဟုတ်ဘူး။ ဘူဒမပါပြည်တနာကအသက်က32နှစ်ကျွန်တော်ရှိပြီဒါပြင်အက်စတူမီလာကနေပြီးတော့မဖြစ်မနေလက်တော့ထွက်မယ်ဆိုပြီးတော့ပြောထားတဲ့ဂူဒမတစ်ယောက်ပါအဲ့လိုအဲ့လိုကစားသမားမျိုးတစ်ယောက်ကိုပေါင်သန်း40ဒီကျွန်တော်ပေးလို့တော့မကြိုက်ဘူးမာတီနက်စ်ကဘာနော်ခုနကပြောသလိုပဲ32နှစ်ကျွန်တော်ရှိပြီဆိုပြီးမယ်လို့ဘာနော်အဲလက်ရှိစာချုပ်ကလည်းအက်စတူမီလာနဲ့က2029ဒီရှိတာ2029ခုနှစ်ထိကျွန်တော်ရှိတာ ဆိုတော့ဒါဒါကိုကြည့်ရင်အက်စတိုမီလာကလွလွယ်နဲ့တော့လက်လွတ်မှာမဟုတ်ဘူးဒါပေမဲ့လို့သူတို့တည်ပြီးသားသူတို့တည်ပြီးသားမာတီနက်စ်နေရာကိုအစားထိုးမှရမယ်ဆိုတာကိုဆိုတာကဂိုးသမားရဲ့အသက်အရွယ်နဲ့အချီနှီးရမှာနော်ဘလောက်ပဲကောင်းနေပြောပြော32နှစ်ရွယ်ဂိုးသမားတစ်ယောက်ကိုလက်ရှိဈေးကွက်တန်ကြီးကယူရိုတန်20ဝန်းကျင်ပဲကျွန်တော်ရှိတာအဲကြောင့်မို့မန်ချက်စတာယူနိုက်တက်အနေနဲ့အီမီမာတီနက်စ်ကိုခေါ်ဖို့ဆိုရင်ယူရိုတန်40ဆိုတာမျိုးကတော်တော်ကိုမကျိုးပန်းသင့်တဲ့ပမာဏမျိုးပါ ဦးနနာကိုလည်းကျွန်တော်တန်း90ပြီးခေါ်ရတယ်။လက်ရှိ32နှစ်ရွယ်ဂူသမားတယောက်ကိုတန်း40ထက်3ရောက်အောင်မယ်ဆိုရင်တော့ဘလူးမန်အဆင်ပြေဖို့ကျွန်တော်မရှိဘူး။အသက်30ကျော်တဲ့ကစားမားတွေကိုကျွန်တော်ကတော့တိတ်ယူနိုက်တက်ကထူးထူးပြင်းပေါ်တော့ဒီ Inio Studio ရဲ့ဘာလို့ရဲ့လက်အောက်မှာပေါ်ဖို့ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်တို့မထင်တော့ဘူး။အသက်30ကျော်နေရပြီဆိုတော့လေတကယ်မထင်တော့ဘူး။အတင်းဘက်ကတကယ်ခေါ်ဖို့ကြိုးပမ်းရင်တခြားအသက်ယူအသက်ငယ်ပြီးတော့ဗောနော်ဟိုဘယ်လိုပြောမလဲ quality အရ wireless အဆင်မရှိရင်နေกว่า အိုနနာနေရာကိုလူယူနိုင်စမ်းရှိတဲ့ကစားမလေးတယောက်ဆိုမဆိုးပါဘူးဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တွားတော့မှတန်း40မဟုတ်ဘူးဆိုလို့ရှိရင်တော့ United ကမာတီနက်စ်ကိုကျူပန်းအောင်ကျူပန်းတာနဲ့တန်း40ဆိုရင်တော့တည်ကြတဲ့အသင်းဘက်ကတကယ်မခေါ်ဘူးအတွက်ကျွန်တော်တို့ယတိပြကောက်ချက်ချလို့ကျွန်တော်ရပြီအိုနနာကိုရောင်းချမှကျွန်တော်တို့လက်လွတ်ရမှဂိုးသမားတယောက်ကအစားထိုးခေါ်လို့ရမှာဆိုတော့ဘိုင်ယန်နာကိုလက်လွတ်ပြီးတာနဲ့ဘိုင်ယန်နာနေရာမှာအိုနနာရဲ့နေရာကိုလူယူနိုင်တဲ့ရှိတဲ့ဂိုးသမားဆိုရင်မဆိုးဘူးတခုရှိတာကအိုနနာနေရာလူယူနိုင်ဖို့ဆိုရင်ဂိုးသမားတယောက်ကအရန်ကောင်းနေဖို့မလိုဘူး နော် တာမန်အစဉ်ပြည့်တဲ့ပုံစံမျိုးလုတ်ပြနိုင်ရင်ကိုပဲအဲ့ဒီဦးနန်းနာနေရာကလူယူနိုင်နေဗျာဦးနန်းနာကအခုချိန်မှာမင်းလူစရာတော့မလိုဘူးဗျာရောက်လာတာနဲ့အလိုပယ်သွားမယ်ကစားမှာသိရမလားဆိုတော့ကြအီမီမာရီနက်စ်ဒီမန်ချက်စတာယူနိုက်တက်ကိုပြောင်းလာခြင်းနဲ့ယူနိုက်တက်ဘက်ကတော့တန်း40ဒီ300ရမယ့်အချိန်မျိုးဆိုတော့ဒီအပြောင်းရွှေ့ဟာကျွန်တော်ထင်တာတက်ခွအများကြီးခဲရင်လာနိုင်တယ်ဒါအပြင်ယူနိုက်တက်ကဂိုးသမားအပြောင်းလဲကဦးစားပေးတဲ့မှာမပပါဘူးဆိုတော့မလွယ်ပါဘူးเนาะဦးစားပေးအစီအစဉ်နေတဲ့မှာပိုင်တော့မျောလင်းလို့ရသေးတယ် ကျွန်တော်ရဲ့လက်ရှိပလန်ကရှင်းတယ်မက်ဒီစ်ကွန်ညာကိုပြီးတာနဲ့အန်ပူမူရဲ့အပြောင်းရွှေ့အန်ပူမူရဲ့အပြောင်းရွှေ့ပြီးတာနဲ့လူတွေရောင်းရမယ်လူရောင်းလို့ကျွန်တော်တို့ဘယ်တော့တန်း60တော့ရရင်တိုက်စစ်ခေါ်ရမယ်အဲ့ဒါပြီးရင်ကွင်းလေအဲ့ဒါပြီးရင်ဂူသမားဆိုပြီးတော့ကျွန်တော်ကသွားဖို့ပလန်ချထားတာဒါဂူသမားကိုအစားထိုးပြောင်းလဲဖို့ဒီနောက်ဆုံးမှာပါအဲကြောင့်ဘယ်တော့အီမီမာရီနက်စ်ကိုယူနိုက်တက်ရောက်လာဖို့ဟာအင်မတန်ခဲယဉ်လွန်းတယ်လို့ကျွန်တော်ယူဆတယ်ဒီကလို့ရောဘလူးမင်ညလေဂူသမားကိုဦးစားပေးပြီးတော့မကျူးပန်းတာကအတင်းရဲ့မှန်ကန်တဲ့လို့ရဖြစ်လိမ့်မယ်လို့ထင်ကြလား ်ကျွန်တွေကြပါအားလုံးကိုကျေးဇူးများလေးတင်ပါတယ်